ဲတာမျိုးရှိရတယ်ဂျော်ဒန်နိုင်ငံအထက်ကျုပ်စိတ်ဦးမှာတွားရောက်အလုပ်လုပ်ကင်နေတဲ့လူသမားပေါင်းတထောင်ကျော်ဟာစိတ်ယုံပိုင်ရှင်ရဲ့ဖိနှိပ်ထားတွေလူမျိုးရေးခွဲခြားတာတွေမခံနိုင်လို့ဆန္ဒပြတာကိုပိုင်ရှင်ဘက်ကအကြမ်းဖက်နှိမ်နင်းတာခံခဲ့ရပြီးတဲ့နောက်အခုပထမအတုပ်အဖြစ်အလုပ်သမား15ယောက်လောက်ဟာမြန်မာနိုင်ငံကိုပြန်ရောက်လာပါတယ်ဒီလိုနိုင်ငံသားကိုထွက်ပြီးအလုပ်လုပ်ရတာဟာမြန်မာနိုင်ငံမှာအလုပ်ကင်အခွင့်အလမ်းနှဲပါပြီးထိုက်တဲ့နယ်လာစားမရလို့ဖြစ်ပြီးဖြစ်နိုင်မယ်ဆိုရင်ကိုယ်နိုင်ငံအတွင်းမှာပဲ အိုးမကွာအိမ်မကွာအလုပ်လုပ်ချင်ပါတယ်လို့ဂျော်ဒန်နိုင်ငံအထက်ကျစစ်ရုံကအခွေးချိုးပေါက်တဲ့အလုပ်ရှင်နဲ့ပြန်လာတက်ပြီးပြန်လဲရောက်ရှိလာတဲ့ကိုထွန်းထွန်းဆိုးကပြောပါတယ်ကိုမြန်မာနိုင်ငံမှာပြန်လောက်ရှင်တာပေါ့ဒီတော့ဒီပြည်နိုင်ငံကိုအောက်ကျခံလို့ဘယ်ထွက်ရှင်ပါမလဲကိုမြန်မာနိုင်ငံမှာနိုင်ငံသားလိုမျိုးလာစားရမယ်ဆိုကိုမြန်မာနိုင်ငံမှာလောက်လို့ရှင်တာလေပြည်တွင်းမှာစားဝတ်နေရေးအဆင်မပြေလို့တာသမီတွေကိုနိုင်ငံရဲ့ချားကိုလွှတ်ရပေမဲ့စိုးရိမ်တော့ကဖြစ်ရတယ်လို့ အခုလိုအဓမ္မဖိနှိပ်မှုတွေကြုံလာရပြီးတဲ့နောက်ပိုင်းမှာတော့နောက်မှာဘလောက်ဝင်ဝင်ကောင်းရတဲ့နိုင်ငံကိုမဆိုမလွတ်တော့ဖို့ဆုံးဖြတ်လိုက်ပြီလို့ဂျော်ဒန်နိုင်ငံစိတ်ဝင်စားနာပြပွဲမှာဒဏ်ရာရရှိခဲ့တဲ့မဆန်းဆန်းထိုက်ရမိခင်ဖြစ်သူကပြောပါတယ်အန်တီသမီးကိုပဲအန်တီပြန်ခေါ်ချင်တာပါမလွတ်တော့ပါဘူးတာအန်တီမလွတ်နိုင်တော့ပါဘူးဂျော်ဒန်နိုင်ငံမှာကြံရှိနေသေးတဲ့မြန်မာနိုင်ငံသားအလို့သမားတွေအနေနဲ့မြန်မာအစိုးရတာဝန်ရှိသူတွေဒါရောက်ကက်တင်ခေါ်ယူမှာကိုစောင့်မျှော်နေကြတဲ့အတွက်အများဆုံး သွားရောက်ခေါ်ယူစေခြင်းနဲ့လို့ပြန်လည်ရောက်ရှိလာတဲ့အလုသမားတအူးကအခုလိုပြောပါဗျာ။ သူတို့တွေဟာဒီကလူကြီးကိုအမြန်ဆုံးလာစေချင်တယ်အဲ့ဒီတော့သူတို့ရဲ့ဖြစ်စေချင်တာကိုတမရလေးမြင်မြန်သွားစေချင်တာပေါ့နော်အခုလိုမျိုးဒုက္ခရောက်နေတဲ့အတွက်သူတို့တော့တရက်ဆိုတာလေတရက်လျောက်တတ်မိုးရှိပါတယ်အဲ့ကြောင့်မြင်မြန်လေးပဲသွားစေချင်တာပေါ့နော်မြန်မာနိုင်ငံကလူငယ်တွေတခြားတိုင်းပြည်တွေမှာအခုလိုအဓမ္မဖိနှိပ်ခံရမှုတွေမရှိအောင်မိမိတို့နိုင်ငံတွင်းမှာအလောက်ကိုင်းအခွင့်အလမ်းတွေအလုံးလောက်ရှိဖို့လိုအပ်တယ်လို့တိကျခိုင်မာတဲ့ဥပဒေလေးလည်းပြန်ထမ်းဖို့လိုအပ်တယ်လို့88မျိုးဆက်ចောင်းသားကောင်းဆောင်ဖြစ်တဲ့ကိုဂျီမီကပြောပါတယ် လူသမားတွေအတွက်ဒီပမာလို့လို့မဲ့နော်လူသမားတွေအတွက်အမှတ်ငယ်ရှိတဲ့ဥပဒေချက်ကိုကျွန်တော်ပြဋ္ဌာန်းပေးဖို့လိုတယ်နောက်နှစ်ချက်ကအဲ့တော့အလုပ် agency တွေပေါ့အလုပ်ရှာပေးတဲ့ agency တွေဒီပါအလုပ်အလုပ်ကင်ရှာပေးတဲ့ agency တွေရဲ့ဟလာသူတို့ရဲ့အမကန်ကြီးကိုလည်းပေးပါသူတို့ရဲ့အခွင့်ကိုလည်းပေးပါเนาะသူတို့ကိုလည်းဟလာတရားဝင်အောင်ခိုင်မာအောင်တိစောက်ပါเนาะတရားမဝင်တဲ့လုပ်တယ်ဆိုရင်ဒါပြင်းပြင်းထန်ထန်အရေးကြီးပါเนาะနံပါတ်3ချက်နံပါတ်3ချက်ကတော့အကောင်းဆုံးကတော့ဘာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ပြည်တွင်းမှာအလုပ်ကင်ကြီးများအောင်ခံနေပါ ဒီထဲမှာအလုတ်ကန်နေမြောင်းဖန်ပြီးတော့မှသူတို့ကသူတို့တင့်တင့်နဲ့ဝင်ဝင်နဲ့သူတို့လုတ်ကန်နေရရှိမယ်ဆိုလို့ရှိရင်ဒီလိုပြပောက်ကိုထွက်ထုတ်ခြင်းဆိုတော့တောင်းမှရှိမှာမဟုတ်ဘူးမြန်မာနိုင်ငံအတွင်းမှာအလုတ်ကန်ပေါများရေးအလုတ်သမားတွေရဲ့ထိုက်တင့်တဲ့လစာနဲ့အခွင့်အရေးကိုကာကွယ်ပေးနိုင်တဲ့ဥပဒေတွေတက်မှတ်ပြန်ထမ်းရေးစတဲ့ကိစ္စတွေအရေးကြီးတယ်လို့အစိုးရအနေနဲ့ပြပောက်ရောက်မြန်မာနိုင်ငံသားအလုတ်သမားတွေကိုထိထိရောက်ရောက်အကူအညီပေးနိုင်ရေးဟာလည်းမဖြစ်မနေလှုပ်ဆောင်မှုလိုအပ်နေတယ်လို့အကဲခတ်သူတွေကရှုံ့မြင်နေကြပါတယ်